စစ်သားများသည်ငရဲကြတတ်သလားတဲ့။စားတဲ့သူတို့ဆိုထားတာတော့ရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာ။ရဲတော်မသေးသေးတော်ငရဲမလားလို့ပြောငရဲချဖို့ဆိုတာတော့ तू ကဒါတော့လူတယောက်မှာသူ့ရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်လို့ရတယ်။မြတ်စွာဘုရားကဟောတာ ာဏတိပါဒအမှုသည်ငရဲနဲ့ဖြစ်စေနိုင်သည်လို့သာဟောတာငရဲကြအမယ်လို့ဘယ်တော့မှဖះတိတိကြီးမဟုတ်ဘာကြောင့်မဟုတ်တာတော့ဆိုအခြား condition တွေရှိတယ်အခြား condition တွေရှိတယ်ကဲလူလောကမှာပဲကြည့်ဒီပြစ်မှုတစ်ခုကျွလွန်ရင် ထောင်ကြတယ်ဆိုပြီးတော့အေးပတ်စံချမ်းသာလို့တဲ့လူကြီးနဲ့တိလို့ပတ်စံပေးလိုက်လို့လွတ်သွားတဲ့လူတွေမရှိဘူးလားလူကြီးနဲ့တိလို့ဆိုလွတ်သွားတာမရှိဘူးလား ဲ့ဒါဆိုရင်ဒီပြမှုကျူးလွန်ရင်ဒီလိုခံရမယ်ဆိုတဲ့အကြာမှားလားမှန်လားအဲ့တော့ပါဏာတိပါဒလို့ရင်ငရဲကြတယ်လို့မြတ်စွာဘုရားတိုက်ရိုက်ချီပြတော့မဟုတ်ငရဲ၌ဖြစ်စေနိုင်သည်ဖြစ်စေနိုင်တဲ့ဒီအကုသိုလ်ကငရဲကို ဖြစ်စေနိုင်ဒါပေမဲ့ဖြစ်ရမယ်လို့မဟုတ်ဘူးနော်သူ့မှာ condition တွေရှိတယ် condition တွေရှိတယ်အလူကြီးနဲ့သိရင်တော့မကြဘူးငရဲ မြတ်စွာဘုရားဟောထားတဲ့ဟာတခုပြောပြမယ်ဟိုကံတရားနဲ့ပတ်သက်ပြီးတော့တတ္တမတ်ထဲမှာယူလို့မရဘူးဒီလိုစားကလေးတစ်ခဲဆိုဆိုနော်စားကလေးတစ်ခဲကိုရေတဝက်လောက်ထည့်ထားတယ်ဖန်ခွက်ထဲထည့်လိုက်ရင်ဘယ်နဲ့နေတောက်လို့ရပါငန်းတယ်လေအဲ့ဒီစားကဲကိုအိုးထဲထည့်လိုက်ငန်းအောင်မလားအဲ့မငန်းတာဘာကြောင့်လို့ဆိုရင်ရေအမောက်နေတာနဲ့များတာကွာတယ် အဲ့တော့အကုသူလှုပ်တဲ့လူကကောင်းတာတွေနဲလို့ရှင်တော့ခံရမယ်အကုသူတော့လှုပ်တယ်ဒါပေမဲ့သူကအကောင်းတွေကလည်းအများကြီးလှုပ်တယ်ဆိုရင်မခံရဘူးအဲ့ဒီလူကပျောက်သွားတယ်ဒါကသဘာဝတရားနော်သဘာဝပဲတကယ်လေလက်တွေ့တရားမြတ်စွာဘုရားကအဲ့လောနာကပန္နာတုံးမှာအဲ့လိုဟောတာမြတ်စွာဘုရားကဒီဖျားနဲ့ခစ်ပြိုင်ဒီချင်းဖျားကဘယ်လိုဟောတော့ ယောကောစိပါဏမတိပါတိတိသဘောတော်နိရိယံဥပပစ္စတိသူများတဲ့တတ်တဲ့လူမှန်တဲ့များငရဲကြတယ်လို့ပြောတာညဆောဗျာအဲ့ဒါကိုလက်မခံပါဏတိပါတော်နိရိယတောင်းတဏိကောပါဏတိပါတာသည်ငရဲ၌ဖြစ်စေနိုင်သည်လို့ပြောတာဖြစ်စေနိုင်သည်ဆိုတာဒီအကုသိုလ်ကတော့ငရဲကိုချိုးပေးတတ်တယ်ဒါပေမဲ့လို့ငရဲကြမယ်လို့မဟုတ်ဘူးသူ့ရဲ့ condition တွေကိုကြည့်အောင် condition ဆိုတာအခြေခံအကြောင်းတရားတွေအများကြီးရှိတယ် ခြေခံအကြောင်းတရားတိုင်းကြောင့်ငရဲမကြတာလည်းရှိတယ်။နော်။ပုံသေးကြီးမှတ်လို့မရဘူးလို့ဒီလိုပဲမှတ်ထားလိုက်ပေါ့နော်။အဲ့တော့ခုနစစ်သားတွေလည်းနှပ်ပြေရောက်သွားတဲ့လူ